။ဧရာဝတီတိုင်းဒေသကြီးအတွင်းကအာရခတက်တိုအီဥဆောင်တိုက်ခိုက်နေတဲ့ရေကြီးမြို့နယ်ငတိုင်းရှောင်းကွာလမ်းပေါ်မှာရှိတဲ့အမြောက်တက်၃လေးလေးကစစ်ကောင်စီတပ်သားတွေဟာအကြဆုံးအထိနာမှုတွေများနေတဲ့အတွေ့ဖျော်ပြေးစွတ်ခွာထွက်ပြေးနေရတယ်လို့သိရပါဗျ။အမြောက်တက်၃လေးလေးကစစ်ကောင်စီတပ်သားတွေဟာအီနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုဆွန့်ရီကြောင့်ထိခိုက်ပြီးဆုံးနာတွေများပြီး အမြောက်တပ်ရဲ့ထွက်ပေါက်ကိုဖျိုးပြေးဆုပ်ပြေးနေရတယ်လို့ဒေသခံမြေပြင်စီးရေးတရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်စစ်ကောင်စီတပ်သားတွေကထိခိုက်ကြဆုံးမှုများလို့ထွက်ပေါက်ရှာနေရတဲ့အနေအထားမှာရှိပြီးစစ်ကူကိုစောင့်နေကြရတာလို့ဒေသခံတွေကပြောပါတယ်ဒါအပြင်အမြောက်တက်သုံးလေးလေးတက်ရင်ကိုတင်လိုက်ပြီလို့လေဒီသားရင်းမှာတည်င်းထွက်နေပြီမဲ့နရင်းစရာအနေနဲ့တိချအတေမပြူနိုင်သေးပါဘူး ရေကြည်မြို့နယ်ငတိုင်းရှောင်းနဲ့စီမိုင်လောက်ပဲဝေးတဲ့အမြောက်တပ်3လေးလေးအတွင်ထေးကိုဂျွန်လာ7ရက်နေ့ကနေစပြီးအေဥဆောင်နေတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်နေတာပါရှင်